ဒီဖို့နေရာကိုကျွန်တော်တို့အဖွဲ့ဘယ်လိုထောင်လဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်။တခါမှမလုပ်ဘူးသေးတဲ့လူတွေကတော့အတွေ့အကြုံတစ်ခုခုရမှာပါ။လုပ်ဘူးတဲ့ဆရာသမားတွေကတော့ဆရာတို့ရဲ့အတွေ့အကြုံကိုမျှဝေလို့ရပါတယ်။ကျွန်တော်တို့အဖွဲ့လောက်တာမှားနေတာတွေ့ရင်လည်းထောက်ပြပေးလို့ရပါတယ်။အရင်ဆုံးမှားထားတဲ့အပြားကလည်းနည်းနည်းရှည်လို့ကျွန်တော်တို့ဖြတ်ထုတ်ပြပါတယ်။ဖြတ်တဲ့နေရာမှာကိုတုံးတဲ့စက်ပစ္စည်းကမိဘွားထွက်တာအနည်းဆုံးဖြစ်လေကောင်းလေပါပဲ။ကျွန်တော်တို့ကဂရိုက်တာပဲရှိတဲ့အတွက်ဂရိုက်တာကိုတံပြားတက်ပြီးဖြတ်ပါတယ်။ ပြီးတော့ရင်ဘီလက်မြေပေါ်မှာပလက်လန်ထားတဲ့အလူမီနီယံပြားတွေကိုကျွန်တော်တို့ဆွတ်ချမှာပါအပေါ်မှာလွတ်လွတ်လပ်လပ်ဆိုရင်တော့ထည့်ရတာပို့ပြီးတော့လွယ်ပါတယ်ကွက်တိကြလည်းဖြတ်လို့ရပါတယ်အခုကအပေါ်မှာဆက်လက်ပြင်ရှိရတဲ့ကျွန်တော်တို့နည်းနည်း short ဖြတ်ပြီးတော့စောင်းထည့်ပါတယ်အပြားနှစ်ခုဆက်တဲ့နေရာမှာတစ်ဖက်ကအကျဲတစ်ဖက်ကအကျဉ်းဖြစ်တဲ့အတွက်ဆွတ်ထည့်လိုက်ရုံပါပဲပြန်မထွက်သွားအောင်တော့ချုပ်ထားဖို့လိုပါတယ်များသောအားဖြင့်ဒီကောင်တွေကဒီလိုဘီလက်မြေပေါင်ပေါ်တွေမှာထောင်တာများပါတယ်အောက်မှာဆိုရေဝင်းတန်ကြီးလိုက်တာမြန်လို့ပါထောင်ပြီးတော့ရင်တော့အလူမီနီယံပြားနဲ့ ဖော့နေရတဲ့ကိုအတွင်းရောအပြင်ရောတပေချားလောက်ဒီကျွန်တော်တို့လိုက်ချုပ်ပါတယ်။သူ့ထပ်ပို့ပြီးစိတ်ရင်ပို့ခိုင်းပါတယ်။အပြင်ဘက်အပေါ်ချမ်းကတော့ကျွန်တော်တို့ကျင်တွယ်ပြားနဲ့ပဲချုပ်ပါတယ်။အဆက်တွေတောင်းနေမှန်သမျှကိုပြီးရင်စီလီကွန်နဲ့အကုန်ပြန်လိုက်ပါပါ။အခုလောလောဆယ်တော့လုံနေစဲမို့လို့အကုန်လုံးပြီးသွားရင်တော့ကျွန်တော်အသေးစိတ်ပြန်လိုက်ပြပေးပါမယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။